ci vedrò tu me de colule le chora da mio ci sarò di ne esame sit esame sit ka prove that sin h y n sin h minor y ka de equal to sin square h minor sin square y ကြောင်ဘာလို့ပြရမလဲသတိကြရအောင်အဲ့တော့ဒီပုံစံလေးကိုသတိမပြရင်ကျွန်တော် ကွန်ပေါင်းအန့်ရဲ့ဖော်မြူလာရဲ့ကွန်ပေါင်းအန့်ရဲ့ဖော်မြူလာလေးကိုဆရာတို့ခောက်ပြန်ပြီးတော့ညွှန်ပြရအောင်နော်ကွန်ပေါင်းအန့်ရဲ့ဖော်မြူလာကဘာလဲဆိုလို့ရှိရင် sin a plus y ကို sin ဆိုလို့ရှိရင် sin cos cos sin plus ဆိုရင် plus minus ဆိုရင် minus အဲ့တော့ sin h1 ရဲ့ဖော်မြူလာလေးက sin h cos y black sign co cosa co h sign one ဟုတ်ပြီနောက်တစ်ခု co a black one co a black one ရဲ့ formula လေးက co ဆိုလို့ရှိရင် co co sign sign သူပေါင်းရင်ကိုနှုတ်မယ်သူနှုတ်လို့ရှိရင်ကိုပေါင်းမယ်အဲ့တော့ co h plus y ရဲ့ formula လေးက co h có hoài báo suy nó có có sai 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 ấy sai hoài có gì nó đã được khu sai h mai nè hoài là bông là sai thôi luôn chỉ sai có có sai tu nó luôn chỉ cô nó mẹ tu báo ấy cô báo mẹ ai đó sai h có hoài nó no. có h sai quá có x máy nè hoàng có x máy nè hoàng Hôm nay đi cả có solution có có sai sạc no solution bao mẹ à bao giờ bà lên mẹ thử nhé có x có y no solution bao mẹ có có sai sạc sai x sai hoàng နောက်တစ်ခုတန် h plus တန်ဆိုလို့ရှိရင်ဆရာတို့တန် plus တန် by 1 minus tan တော့တော့ဘာလို့လဲဆိုရင်တန် h plus တန် y by ဆရာတို့ဘာလို့လဲဆိုရင်1 minus tan h plus တန်းလောက်နောက်တစ်ခုတန်း h မိုင်းနဲ့ y ဆိုလို့ရှိရင်ပုံလာကြီးဟာတန်းမိုင်းနဲ့တန်းပါ1 plus tan tan အဲ့တော့တန်းမိုင်းနဲ့တန်း1မိုင်း1 plus tan tan ဟုတ်နော်ကျတော့ example စကလေးကိုမတွက်ခင် ကွန်ဘောင်းအန်ဂယ်ဖော်မြူလာလေးကိုတစ်ခေါက်ပြန်ပြလိုက်ကွန်ဘောင်းအန်ဂယ်ဖော်မြူလာက sin ဆိုလို့ရှိရင် sin cos cos အပေါင်းဆိုရင်ပေါင်းရင်ပေါင်းမယ်နှုတ်ရင်နှုတ်ဟုတ်ပြီ sin h + y ရဲ့ဖော်မြူလာလေးက sin h cos y + cos a sin ဟာကူ cos cos ဆိုလို့ရှိရင် cos cos sin sin ပေါင်းရင်နှုတ်မယ်နှုတ်ရင်ပေါင်းမယ်အဲ့တော့ cos h + y ရဲ့ဖော်မြူလာလေးက cos h cos y minus sin a sin ဒါကဘူးစာစာရတော့လို့ရှိရင် sin cos cos sin နှုတ်ရင်နှုတ်မယ်ပေါင်းရင်ပေါင်းမယ် sin h minus y ရဲ့ formula လေးက sin h cos y minus cos a sin ဒါကဘူး cos cos ရဲ့ formula လေးက cos cos sin sin နှုတ်ရင်ပေါင်းမယ်ပေါင်းရင်နှုတ်အဲ့တော့ cos h minus y ရဲ့ formula လေးက cos h cos y plus sine A sine Y. Tan A plus Y. Tan A plus Y formula here. Tan plus tan by 1 minus tan tan. Hello? Tan H plus tan Y by 1 minus tan H tan Y. How do you Tan H minus Y formula here. Tan minus tan by 1 plus tan tan. Hello? Tan H minus tan Y by 1 plus tan alpha tan, sorry, tan H တန်းတော့ဒီကိုမောင်းအင်းရဲ့ဖော်မူလာလေးကိုတိပါစရို့ပေါင်လေးကိုတက်တည်ကြလို့ရဟုတ်နော်ဇာတို့အခုတက်တည်ကြလိုက်ဇာတို့ပရုတက်တက်တည်ကြတဲ့အခါမှာဇာတို့ပုံစံကူတဲ့လေးချင်းကိုရှောင်ရမယ်ဒီကောင်ကြီးကိုညီမညီတယ်ဆိုပြီးတော့ရေးပြရညီအောင်လို့မတွက်သေးပဲနဲ့နော်မတွက်သေးပဲနဲ့ညီတယ်ဆိုပြီးတော့ပုံစံကြီးကိုချကူလို့မရဘူးပြန်ပြောပြမယ်ပရုတက်တူရှိုးတက်တူဘာရီဗိုင်းတက်တူဆိုလို့ရှိရင် ညီမညီတဲ့အကြောင်းကိုရေးပြရမယ်မညီသေးပဲနဲ့ပု္ပ္ပာညီညီရဲ့ဆိုပြီးတော့အရင်ချပြီးတော့ရေးထားလို့ရအဲ့တော့ပု္ပ္ပာတွေ့တဲ့အခါမှာဒီဘက်ကကောင်လမ်းဟန်ဆိုင်ထားတွေ့မယ်ဒီဘက်ကကောင် right hand side ထားပြီးတွေ့လိုက်အဲ့တော့ဆရာဒီဘက်ကကောင် left hand side ထားပြီးတွေ့လိုက် left hand side equal to side a plus y side h minus 1 ဒါလို့ sin a plus y compound angle formula သုံးမယ် sin ဆိုလို့ရှိရင် sin cos cos sin a cos y သူပေါင်းရင်ကိုပေါင်းမယ် plus sin cos cos sin y ဟုတ်ပြီအဲ့ဒါကွာ sin ဆိုလို့ရှိရင် sin cos cos sin h ကောဝါသူနှုတ်ရေကိုနှုတ်မယ်ဆိုင်းကောကောအေဆိုင်းဝါဒါကကွန်ပေါင်းအန်ဂယ်ဖော်မြူလာကိုကျွန်တော်ဘာလို့လိုက်တာဒီတော့လဲအဲအဲ့တော့ဒီဘက်ကွင်းနဲ့ဒီဘက်ကွင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဆိုင်းကောဝါကောအေဆိုင်းဝါဆိုင်းကောဝါကောအေဆိုင်းဝါအတူတူပဲဖြစ်နေတယ်ဘာပဲဟွာချလဲဆိုလို့ရှိရင်အပေါင်းတကွင်းအနှုတ်တကွင်းဖြစ်တယ်အဲ့တော့အပေါင်းတကွင်းအနှုတ်တကွင်းကိုဆရာတို့ဘယ်လိုရေးလို့ရလဲဆိုရင် a square minus y square ဆိုလို့ရှိရင် a plus y square h minus y square ဆိုပြီးတော့ကြီးလိုက်တာအဲ့တော့အပေါင်းတကွေးအနှုတ်ကွေးဆိုလို့ရှိရင်နှစ်ထပ်အနှုတ်နှစ်ထပ်ဆိုပြီးတော့ဆရာတို့ပြန်ပြီးတော့ကြည့်ကြရအောင်အဲ့တော့အပေါင်းတကွေးအနှုတ်တကွေးဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုင် h co y နှစ်ထပ်အနှုတ်နောက်တစ်ခုက sin h ကောဝါနှစ်ထပ်ဆိုပြီးဆရာတို့ဒီလိုပြန်ပြင်းရေးလို့ရအဲ့တော့ sin square ဆရာတို့ဒီမှာဆိုရင် sin ကောဝါ sin ကောကောအိ sin ဝါကောအိ sin ဝါဆိုပြီးတော့ဆရာတို့အပေါင်းတကွင်းအနှုတ်တကွင်းဖြစ်တယ်ဆရာတို့အပေါင်းတကွင်းအနှုတ်တကွင်းဆိုလို့ရှိရင်ဆရာတို့ဘယ်လိုပြန်ရေးလို့ရလဲဆိုရင် a square minus y square ဆိုလို့ရှိရင် a ရှာပေါင်း y တကွင်း ရှိမှိုင်းမှာဝါနေတယ်အဲ့တော့အပေါင်းတကွေးရှင်းနောက်တူတဲ့အပေါင်းတကွေးလို့ပြောဆိုလို့ရှိရင်ဆရာတို့ရှင်းနှက်ခက်အလို့နောက်နှစ်ထပ်ဆိုပြီးဆရာတို့ပြန်ကြောင်းရည်လို့အဲ့တော့ဒီကောင်လေးကိုဆရာဒီလိုပြန်ကြောင်းရည်လိုက်တယ်အဲ့တော့ size h 4 y square no နောက်နှစ်ထပ် core a size 1 ပွဲဆိုပြီးတော့ပြောတာဟုတ်ပြီအဲ့တော့ကျွန်တော်ဘုံလို့နှစ်ထပ်ပြလိုက်မယ် sin square h cos square y minus cos square h sin square y ဆိုပြီးပြောတာအဲ့တော့ဆရာတို့တည်ပြရမှာက sin ကြီးပဲရှိတယ်ကျွန်တော် cos မရှိဘူးအဲ့တော့ cos နေရာမှာ sin ကြီးကိုအစားသင်းလိုက် တော့ sin square h cos square y နေရာမှာဆရာဘာအစားပြင်းမလဲဆိုဒီ formula လေးဆရာတို့ပြနေရမယ် sin square theta plus cos square theta ဆိုလို့ရှိရင်ဆရာဘာရမလဲဆိုလို့ရှိရင်1အဲ့တော့ cos square theta လို့ရှိရင်1နဲ့ရနေပြီးတော့ sin square theta ကိုလှုပ်ပြန်အခုဆရာတို့ cos square y ကိုလိုချင်လို့ရှိရင် 1နဲ့ကနေပြီးတော့ sin square y ကိုမလုပ်ပြရမယ်လုပ်ပြရမယ် minus ဒီပါလေဒီတိုင်းပဲ cos square x ကိုလိုချင်ဘာလဲနေရာနေပြီးတော့ sin square x ကိုလုပ်ပြရမယ် sin square အဲ့တော့ဆရာတော်လေးကိုမြှောက်လိုက်မယ် sin square x တက်1နဲ့မြှောက်တော့ sin square x minus sin square x နဲ့ sin square y ကိုမြှောက်မယ်ဆိုရင် sin square x 三十块万都不要的，何必？三十块万呢？买那万呢？那么就是买那三十块万也不要，买那买那属于不啦？三十块一年，三十块万呢？那么就是三十块 A，三十块万。哎呦，买那三十块 A，三十块万呢？不啦，三十块 A，三十块万就去了，没东西，我没钱给买。 sin square h minus sin square y ဆိုတဲ့သတ္တိကခိုင်းတယ်ဟုတ်ကဲ့ sin square h minus sin square y ဆိုတဲ့သတ္တိကခိုင်းတယ် right hand side ကိုပါပြလို့ဆိုရင်ရ right hand side ပါဒါဆိုရင် left hand side နဲ့ right hand side တူသွားတဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီ equation တစ်ခုကပါပြလို့ဆိုရင်ညီသွားပါပြီဆိုတဲ့အကြောင်းကိုဒီအောက်ဆုံးကြမှာရေးပြရမယ် sin h plus y sin a h minor ဟာ square size square h minor size square y ဆိုလို့ပြောတာ။ဒါရမလား။ Okay, this side down white number 1လေးကစစောလို့ပုံစံလေးပဲ။ True that size h plus y size h minor 1 square by minor square h ကြောင့်ပါလို့ဆိုရင်သတိရမယ်။အဲ့လိုသတိရတဲ့အခါမှာ left hand side right hand side ကိုဆိုပြီးတော့ဖြားပြီးသတိရမယ်။ ြာလက်ဟဆိုင်ကလည်းစပြီးပြောပြပါလက်ဟဆိုင်ကွယ်ပြီးဒီမှာကျွန်တော်ဘယ်ဖော်မြူလာကိုသုံးမလဲဆိုလို့ရှိရင်ကွန်ပေါင်းအန်ကယ်ဖော်မြူလာကိုသုံးမယ်ပြီးလို့ရှိရင်ဘာကိုသုံးမလဲဆိုရင် sin square h plus cos square y cos square h equal to 1ဆိုတဲ့အခြေခံဖော်မြူလာလေးကိုသုံးလဟန်ဆိုင်က sin h plus y sin h minus sai số lưu chỉ cùng bó hai điểm cùng đỏ má sai có cột sản sai e có hoài bao gì bao mẹ sai có có sản là gì ạ khu nào cả sai e mà là hoài sai số lưu chỉ sai có cột sản sai e có hoài tu nâu gì cô nâu mẹ mãi nè 4 h sin အဲ့တော့သက်သာပုံကြီးလိုပဲဒီကောင်ကအရှင်းနောက်တူတဲ့ကောင်အပေါင်းတကွင်းအနှုတ်တကွင်းဆိုရင်ရှင်းနဲ့ထက်အနှုတ်နောက်နှစ်ထပ်ဆိုပြီးတော့ပြန်တောင်းရလို့ရတယ်အဲ့တော့ဆရာဘယ်လိုပြန်တောင်းရလိုက်မလဲဆိုလို့ရှိရင် sin h cos y square နှုတ်နောက်ကနောက်ကဘာဖြစ်မလဲဆိုရင် cos a sin y နှစ်ထပ်ယူတဲ့အတိုင်းပြုချင်းနှစ်ထပ်ပြင်လိုက် sin square h cos square y မိုင်းနဲ့ cos square h sin square y ဆရာတို့တည်ပြပြရမှာ sin ဆိုတာမပေါဘူးဘာပဲပါလဲသူဆိုရင် cos ပဲပါလဲဖြစ်တဲ့အတွက်ကြောင့်မို့ sin တွေကိုဆရာတို့ cos နဲ့တောင်းလဲပြီးတော့ယူထားလိုက် sine square is what I wanted to do basically. 1 minus 4 square is what. 1 minus 4 square is 4 square 1 minus 4 square 8. Sine square 1 is what? 1 minus four, 4 square 1 is what? I'm just going to do it. I don't know. I don't know. 4 square 1 is what? 1 is now 4 square 1. minus cos square h နဲ့ cos square y နဲ့နှောက်တော့ minus cos square h cos square y minus cos square h နဲ့ y နဲ့နှောက်တော့ minus cos square h minus နဲ့ minus နဲ့နှောက်တော့ plus cos square h နဲ့ cos square y နဲ့နှောက်မှာဆိုလို့ရှိရင် cos square h cos square ဟုတ်နော်အဲ့တော့မှ minus cos square cos square y နဲ့ချိန်လိုက်မယ် black cos square h cos square y เนี่ยฉีไล่เลยสมมุติว่า2ตะติปะไฮเนี่ย cos square y minus cos square h สุดาเลยဟုတ်ပြီနော်အဲ့တော့ left hand side ကိုတွဲလိုက်တာ right hand side နဲ့ဘာဖြစ်လဲဆိုလို့ရှိရင်တစ်ချက်တည်းကျသွားပြီဒါဆိုလို့ရှိရင်ဆရာတို့သူတက်တည်ပြခိုင်းတဲ့ဟာကြီးကိုနောက်ဆုံးမှာခြာရေးပြရတယ် sin h + y sin a x minus y equal to cos square y minus cos square x ဆိုရယူခြိုက်ပြန်ဟားလည်းမနော်ကဲနံပါတ်1ကလေးက prove that cos alpha plus beta equal to cos alpha cos beta minus 1 by cos beta plus cos alpha ဆိုပြီးဆိုတော့ဘာလို့ခန်းလဲဆိုရင်စက်တီပြန်တော့ cot cos ူလာတယ်။ဒီကတော့ဟုတ်ပြီ။အဲ့တော့ကျွန်တော်တို့ right hand side right hand side ထားပြီးတော့တက်ပြီးကြလိုက်မယ်။ left hand side တွေဆီကတက်ဆပြီးတော့ကြ။ left hand side ဝင်ကော alpha black beta ဟုတ်ပြီ။ဟဲ့ဖော်မြူလာမှာကျွန်တော် sin ရဲ့ cos ရဲ့ tan ရဲ့ကိုပဲဆရာတို့တွက်ထုတ်ထားခဲ့တယ်။ အဲ့တော့ကော့မပါဘူးအဲ့တော့ကော့ဆိုတာကဒီမှာဆရာတို့ဘာအခြေခံထီကိုအချိုးချောက်ကိုသိရမယ်ကော့ဆိုတာကဘာရဲ့ပြောင်းလဲလဲဆိုလို့ရှိရင်တန်းရဲ့ဒေါင်းရဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ကော့အာဖာပလက်တီတာကို1 by tan အာဖာပလက်ဘီတာလို့ပြောင်းလိုက်ဟုတ်ပြီအပေါ်က1အဲ့တော့မှ tan အာဖာပလက်ဘီတာကို ကိုကောင်းအပ်တဲ့ formula ရစားသွင်းလိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကဘာဖြစ်မလဲဆိုလို့ရှိရင် tan alpha plus tan beta by ဒါတို့1 minus tan alpha tan beta ဆိုလို့ရဟုတ်ပြီကျတော့အပေါ်1လေးကိုအောက်ကအပိုင်းလေးနဲ့စားတာဖြစ်တဲ့ကြောင့်အစားကိုအမြောက်သွားလိုက်မယ်ဆိုရင်ဂျောင်းမြတ်ဖြစ်သွားမယ်ဂျောင်းမြတ်ဖြစ်သွားတဲ့အခါမှာ1 minus tan alpha တန်ဘီတာပိုင်တန်အဖာဘလက်တန်တာတူအဲ့ဒီဆရာတို့လိုချင်တာကကော့တွေကိုလိုချင်တာဒီမှာရနေတာကတန်းတွေရနေတယ်ဒါဆိုလို့ရှိရင်တန်းတွေကိုဆရာတို့ကော့တွေကိုပြန်ပြောင်းပေးလိုက်အဲ့တော့အပေါ်မှာရှိတာက1 minus 1 minus tan alpha ဆိုတာကဘာလဲကြောင်းနေလဲသူကြည့် ကော့ရဲ့ကြောင်းပြန်တမ်းမီတာဆိုတာကဘာလဲကြောင်းလဲကြောင်းပြန်လဲဆိုလို့ရှိရင်ကော့မီတာရဲ့ကြောင်းအဲဒီမှာဆရာတို့သူတို့နှစ်ခုကြောင်းလိုက်မယ်ဆို1 by တမ်းဆိုတော့ဘာလဲတမ်းဆိုတော့ကကော့ရဲ့ကြောင်းပြန်ကော့ရဲ့ by ကြောင်းပြန်နောက်တစ်ခုကကော့မီတာရဲ့ဘာပြည့်ဆိုလို့ရှိရင်ကြောင်းပြန်ဟုတ်အောက်ဘက်ကောင်လေးရတယ်တမ်းအာဖာဆိုတာကနော်1 by ကော့အာဖာနဲ့တူတယ်ဘလား နောက်က tan θ ဆိုတာက1ပါ cos θ နဲ့အဲတော့အပေါ်အကောင်လေးကိုပိုင်းချင်းကြီးလိုက်တဲ့အခါမှာဘာရလို့ဆိုရှင် cos alpha cos θ အပေါ်ကဘာရမလဲ cos alpha cos θ minus 1ဆိုကြပါဟုတ်ပြီအောက်ကောင်လေးကိုပိုင်းချင်းကြီးလိုက်တဲ့အခါမှာ ကျတော့ဘုံပါယူလိုက်မယ်ဆိုရှင်ကော့အလောက်ကကော့ပီတာကိုလိုက်မယ်ဒီဝမ်းလေးကိုကော့ပီတာနဲ့မြှောက်ပြီးတော့ဒီဝမ်းလေးကိုကော့အလဖာနဲ့ပါလို့လို့ဆိုရှင်ဟုတ်လားအဲ့တော့ကော့အလဖာကော့ပီတာနဲ့ကော့အလဖာကော့ပီတာကြည့်မယ်အပေါ်ဘက်ကဗာလိကျန်ရဲ့လို့ဆိုရှင်ကော့အလဖာကော့ပီတာ -1/ အောက်ကဗာလိကျန်ရဲ့လို့ဆိုရှင် ကော့ဘီတာပလက်ကော့အယ်လ်ဖာဆိုလို့ကြတယ်။ဒါဆိုရင်ဆရာတို့တက်တက်ပြားမယ် right hand side နဲ့တူလာကြည့်လိုက်တဲ့အခါမှာ right hand side ကကော့အယ်လ်ဖာကော့ဘီတာမိုင်းနပ်1ကော့တယ်လ်ဖာကော့ဘီတာမိုင်းနပ်1ပါကော့ဘီတာပလက်ကော့အယ်လ်ဖာကော့ဘီတာပလက်ကော့အယ်လ်ဖာအဲ့တော့ right hand side နဲ့တစ်ထက်နဲ့ကျသွားပြီးဒီတက်တကြောင်ဒီနေရာမှာ right hand side ဆိုပြီးလိုက်တယ်။အဲ့တော့ left hand side နဲ့ right hand side နဲ့တူတဲ့အတွက်ကြောင့်မို့ ကောင်လေးကမဖြစ်မနေပြန်ရေးပြရမယ်။ cos alpha plus beta equal to cos alpha cos beta minus 1 by cos beta plus cos alpha ဆိုပြီးကျွန်တော်ပြန်ရေးပြလိုက်။နားလည်မယ်နော်။အဲ့တော့ကျွန်တော် left hand side နဲ့ right hand side နဲ့တက်တည်ပြတဲ့အခါမှာကျွန်တော် right hand side ကိုမရခင်တနေရာမှာတက်သွားတယ်အဲ့လိုတက်သွားမယ်ဆိုရင်လည်းစိတ်မပြတ်ပဲနဲ့တက်သွားတဲ့နေရာမှာရက်ထားလိုက်ပြီးတော့ left hand side ကိုတက်တည်ပြနေရာနေပြီးတော့ right hand side ကိုကြောင်းပြီးတော့တက်တည်ပြလိုက်အဲ့လိုတက်တည်ပြလိုက်တဲ့အခါမှာ left hand side နဲ့ right hand side နဲ့ကညီသွားမယ်ဆိုရင်သူတက်တည်ပြခိုင်းတဲ့ဥစ္စာကလူလူညီသွားဟုတ်ပြီနော်